နောက်ဆုံး900ဒီဆက်ဥရောပအသင်းတွေရဲ့အထောင်တိုက်စစ်အဝယ်ကစားသမားစာရင်းကိုဖော်ပြထားပါတယ်။အဲ့မှာကျွန်တော်တို့အာဆင်နယ်ကတော့အနည်းဆုံးပေါ့တန်း80ပဲတုံးထားတယ်အထောင်တိုက်စစ်အတွက်။အကြံနဲ့အသင်းတွေကတော့အစီအစဉ်လိုက်ကျွန်တော်ဖော်ပြထားပါတယ်။အဲ့မှာချယ်ဆီကတော့အများဆုံးပေါ့။သူကနေတောက်လျှောက်အစီအစဉ်လိုက်ဖော်ပြထားပါတယ်။လာမယ့်ရာသီကတော့တိုက်စစ်ဝယ်မယ်လို့ကျွန်တော်ကတော့ထင်မြင်ပါတယ်။နှစ်တိုင်းလဲတိုက်စစ်မပါဘဲနဲ့ကံခဲ့တာ တော်တော်ကြာပြီဆိုတော့ဒါမဲ့ရာသီကတော့တိုက်စစ်တယောက်နှစ်ယောက်လောက်တော့အ ਨੇ ဆုံးဝင်မယ်လို့ကျွန်တော်ထင်မြင်မိပါတယ်။ဒါသာတို့အမြင်လေးကိုလည်းတစ်ချက်တော့ပြောခဲ့ပါ။အထောင်တိုက်စစ်မှုနေရာအတွက်အာဆင်နယ်အသင်းကစားသမားနှစ်ယောက်ရာထားတယ်ဗျ။အဲ့မှာ Gorgas နဲ့ Sack ကိုကျွန်တော်တွေ့ရတယ်။အ Gorgas ကတော့အသက်26နှစ်ရှိပြီ။33ပွဲကစားထားတယ်။ပြည်တွင်းလီမှာ39ခုအတွင်းထားတယ်။9ကြိမ် assist ။ Sack ကတော့အသက်21နှစ်ပဲရှိတယ်။ 33ဘယ်ကစားရတယ်73ကိုတွင်းရတယ်9ချိန် assist ဘယ်ကစားသမားရောက်မလဲဆိုတာကတော့တစ်ချက်စောင့်ကြည့်ရမယ်ကျွန်တော်ကတော့ကျွန်တော်အကြိုက်ကတော့ Gogress ကိုရောက်စီခြင်းနဲ့မရရင်တော့စက်ကိုပေါ့